ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဆရာနိုင်ဦးကြီးတထတော့တင်တခါစီကမဟာဒေဝီဆတုဆန်ဒီအပိုင်းဆက်လေးကိုနတ်ဆင်အပ်ပြကြပါအောင်ရှင်အင်္ဂလိပ်မြန်မာသတင်းစာတို့၏ရှင်းမျက်နှာပေါ်တွင်ခဲစလုံးမဲကြီးများဖြင့်ဖော်ပြထားသော သတင်းကိုဖတ်ရင်သူဆန်ဒီရှင်တွေပန်းတွေတုံနေသည် ေပေါ်စော်ပွားကိုမြမစစ်တပ်ကဖမ်းဆီးထားခြင်းမရှိကြောင်းပြောကြားဤတည်ငိုပင် အထက်ထက်ဖက်ရင်သူမလက်ဖျားတွင်အေးဆက်တုံလာသည်တကက်ကက်နှင့်တွားရိုက်တဲ့များပင်ကြားနေရသည်ဖိုလ်ချုပ်နေဝင်းနှင့်တို့လက်ရင်းတစ်ပဲ့မောင်လွင်တို့ကမြက်ပတ်သောကစားပွဲကို စကားကြပြန်လေပြီဤကိစ္စမှာသူမအဖို့အကြောက်ဆုံးလဲဖြစ်သည်စကြဆိုင်ကို ဖမ်းဆီးချုံနောင်ထားခြင်းမရှိကြောင်းသူတို့ဘက်ကညင်းလိုက်သည့်အတွက်ဆိုင်းနှစ်ပတ်သက်ပြီးသူတို့မှတာဝန်မရှိဆိုသော အကွက်မျိုးကိုဖန်တီးလိုက်ခြင်းဖြစ်သည်စပွဲပေါ်မှတရင်စာအလုံးကိုတင်ကျုံယူလိုက်ပြီးဖုံမှုကြီးထုံးအောင်ထံသူမတယောက်ထဲကားမောင်းထွက်လာခဲ့ရာမိုးဤကိုအဖော်ခေါ်ဖို့သူဆန်သည်မေ့လျော့သွားသည်ဖုံမှုကြီးကျမခင်မုန်းနဲ့ပတ်သက်ပြီးတော့ ဒီသတင်းတွေကဘာကိုပြောချင်နေရလဲရနေ့ထုတ်သတင်းစာတစ်ထက်ချီကိုစပွဲပေါ်ချိုင်းသူစန်ဒီမေးရဘုံမူကြီးတဲ့သတင်းတော့ကို တွေ့လိုက်သည်နီတအံ့တအောဖြစ်သွားသည်ထို့ပေမဲ့အကောင်ဘက်ကလှည့်တွေးဟန်တူသည်သတင်းစာတွေဆိုတာကဒီလိုပဲအမျိုးမျိုးဖော်ပြနေတာပဲမဟုတ်လားမဟာဒေဝီဒါပေမဲ့ဘုံမူကြီးအခုသတင်းစာတွေက စစ်အစိုးရကခွင့်ပြုတဲ့သတင်းတွေကိုသာဖော်ပြခွင့်ရှိတာလေချက်ကြဆိုင်ကို အာနာသိန်းနဲ့နေကပဲတောင်ကြီးမှာစစ်တပ်ကထိမ့်သိမ်းထားတယ်ဆိုတာဘိုးကြီးရော ကျမရောသိတယ်မဟုတ်လားအခုသတင်းကို ကျမချက်ချင်းကန့်ကွက်မှဖြစ်မယ်ဘိုးမူကြီးထုံးအောင်ကြီးတုံ့ပြန်မှုကိုသူဆန်နေအာအတင်သွားသည်ဟုတ်တယ်မဟာဒေဝီပြောတာကျုပ်လည်းသဘောတူတယ်ဒီတော့ဒီလိုလုပ်ပြအမှန်တကယ်ဖြစ်ပျက်ခဲ့တာအားလုံးကို ခမားစာရေးပြီးလူတယောက်နဲ့ကြောက်စီပို့ခိုင်းလိုက်ပြီးရင်သတင်းစာတွေကဖော်ပြဖို့အချုပ်တောင်းဝင်ယူတယ်ဘုံမူကြီးထုံးအောင်ဤမျက်နာမှာ လိန်ညာကောက်ချစ်သောအရှိန်အယောင် လုံးဝမတွင်ခကတိရိုးသားစွာပြောနေကြောင်းသူမခံစားနားလည်လိုက်ပြီးစပွဲပေါ်မှသတင်းစာများကို တဆောင်ချင်းကောက်ယူပြီးလက်ဖြစ်ပိုက်လိုက်သည်ကောင်းပါပြီဘုံမူကြီးကျမလောက်ပါမယ်ဒါပေမဲ့ နှစ်ပတ်အတွင်းအဖြေမရရင်တော့လူတို့ကို အခြားနည်းနဲ့အသိပေးဖို့ကြိုးစားရမှာပဲပြီးနောက်နေရမအလှည့်ထွက်၍ရုံခန့်အပြင်သို့ရှောက်လာခဲ့သည်သည်စိန်အိမ်တော်မှထွက်ခွာသွားပြီး၁၄ရက်မြောက်နေ့တွင် နိုင်နိုင်ပြန်ရောက်လာရာလွတ်လွတ်လပ်လပ်စကားပြောနိုင်ဖို့သူဆန်ဒီအိမ်ခန့်အတွင်းသို့တရောတော်ပါဆွဲခေါ်လာခဲ့သည်သူဆန်ဒီ လက်ဖွားများချွေးတို့ဖြင့်အေးဆက်နေပြီးရှင်မာတလက်လက်ခုန်နေသည် သူ့ကိုတွေ့ခဲ့လိုက်နိုင်နိုင်က လုံချီခောက်ကြားရင်းညှက်ထားသောစာတဆောင်ကို ထုတ်ယူပြီးသူမထံပေးလိုက်သည်ဝန်းနေပါလေမဟာဒီဝီစော်ပွားလေးကို မတွေ့ခဲ့ဘူးဒါပေမဲ့ကျမပြန်လာတဲ့အချိန်ထိဘာထူးမှစော်ပွားလေးရှိနေပါတယ်ဆာကိုဘာလို့ပြန်ယူလာတာလဲနိုင်နိုင် စစ်ထောင်လိုင်းရေးတွင်တင်းကြပ်ချထားလေတော့ပေးဖို့မလွယ်ဘူးလို့ဖူကြီးကပြောပါတယ်။နိုင်နိုင်ကျမကိုတခခုပြောစမ်းပါ။သူ့အကြောင်းတခခုပြောစမ်းပါ။ကျမဘာပြောရမှာလဲမဟာဒေဝီ။နိုင်နိုင်က စကားပြောနေရမှမျက်လွာချလျက်ကြမ်းခင်းတနေရာစီစိုက်ကြည့်နေသည်။သူမ၏စိုးရိမ်စိတ်များကပို၍တင်းကြပ်လာသည်။ ။တကယ်ပဲဘာမှမသိခဲ့ဘူးလားနန်းနိုင်ရဲ့။ကျမတို့ရဲ့တခင်လေးပြန်လို့မှလာနိုင်မှမလားမသိပါဘူးမဟာဒီဝီ။ဘလို့ဘာကြောင့်ဒီလိုပြောတာလဲနန်းနိုင်။ကျမရောက်သွားပြီးမကြခင်မှာပဲကရင်စစ်ပူကြီးကစော်ပွားလေးကိုချုပ်ထားတဲ့ဝါတယ်နာလေးရောက်အောင်တနည်းနည်းနဲ့ပို့ပေးမယ်လို့ပြောပါတယ်။တအောက်တနာလမ်းလျှောက်ဖို့အတွက် စော်ပွားလေးကိုတန်းအပြင်ထုတ်တဲ့အခါတွေ့ရနိုင်မယ်လို့လည်းပြောပါတယ်။ဒါပေမဲ့ကိုရမြောင်နေမှာဖိုးကြီးကသူ့လိုင်းခန်းကိုတတုတ်ပြပြနဲ့ပြန်လာပြီးအချင်းကြီးမကောင်းတော့တဲ့အကြောင်းနဲ့ကျမကိုအမြန်ဆုံးပြန်သွားဖို့ပြောပါတယ်။ပြီးတော့စော်ပွားလေးအကြောင်းကိုနောက်ထပ်မမေးဖို့နဲ့သူ့ကိုခွဲလွတ်ပါလို့လည်းပြောပါတယ်။ဒါနဲ့ပဲကျမပြန်လာခဲ့ရပါတယ်။နန်းနိုင်ကိုသူမမကြည့်တော့ ခေါင်းကိုမော့ပြီးနနချက်တနေရာတို့သာကြည်နေမိသည်နိုင်နိုင်အဲ့ဒီကရင်စစ်ပိုကြီးကနိုင်နိုင်ကိုဘာပြောချင်နေထင်းလဲအိုးဖျားသခင်ကျမဘလို့တိတ်နိုင်ပါလဲမဟာဒီဝီဘာထူးမျိုးကပြန်လာပြီးညမှာထူးဆန့်တဲ့အိမ်မက်တစ်ခု ကျမမတ်တယ်အိမ်မက်ထဲမှာစောပွားလေးကတိမ်တအုပ်ကိုစီးပြီးခလေးတွေနဲ့ကျမကိုလက်ပြနှုတ်ဆက်နေတယ်စောပွားလေးကဝမ်းနေနေပြီး တိမ်အုပ်ကြီးဟာတဖြည်းဖြည်းကောင်းကင်ပေါ်စီမြင့်တက်သွားတယ်။အိတ်ခမ်းကျဲကြီးထဲမှာမိမသားနှအိုးထက်မှစကားတလုံးများမကြရတော့တွေးထဲမှာပြီးအချိန်အတော်ကြာနှိမ့်ညွတ်နေရမှာ အခန်းတွင်သူခလေးငယ်မြောက်ဆူဆူငယ်ငယ်နှင့် ရောက်လာမှသာတတိပြန်လေလာတော့သည်လက်မထိုးဖို့ တုန်ရင်းဆန်ခဲ့သောစာရွက်နှင့်မျက်မှန်တို့ကို ရိုင်းပြစွာဆွဲလုသွားပြီးနောက်ဝါတဲငယ်လေးတွင်စိုင်းတအိုးလေးတိတ်ဆိတ်ငိမ့်သက်သွားပြန်သည်ဖက်စရာပြုစရာမရှိတော့လဲသူ့မျက်မှန်လေးကို သူသတိရနေသည်သူ့ဘဝတလျှောက်လုံးဒီပါအဲ့ချိန်မှတပါမျက်မှန်လေးကသူနဲ့အတူ အငဲမခွာရှိခဲ့သည် မဟုတ်ပါလားယခုမူသူ့ဖို့မပြည့်စလုံး ်သူလိုနေရာလွဲနေသူလိုခံစားနေရသည်သူကိုအခုလိုအကြံပဒံလုံးလို့ရောသူတို့ဖြစ်ချင်တာဖြစ်လိမ့်မည်ဟုဖုံမှုကြီးကအမျှော်လင့်ထားပါသလားသူတို့တောင်းဆိုသည်များကိုအလျှော့မပေးဖို့ဆုံးဖြတ်ထားပြီးပြီဖြစ်ပင်ယနေ့အပြုမူသည်ပင်နှင်းပန်းနှိမ့်ဆက်မှုတို့ဤဒန်းဖြစ်သည်ကိုဆိုင်းသဘောပေါက်ထားသည်လာပေါ်နေကြညနေစာလဲရောက်မလာတော့ပဲပထမဆုံးအချိန် သူ့ကိုအစာဖြတ်လိုက်ကြပြီ။ဒါပေမဲ့ဆာလွန်မှုတိတ်ချင်းကသူ့မှာမရှိ။ပထမဆုံးဖန်ဆင်းခံရသည့်နေ့ကလည်းအစာမစားဘဲနေခဲ့ပြီ။နောက်ရက်များတွင် လာပို့သည့်ထမင်းတို့ကိုလည်းတစ်လုံးနှလုံးများသာစွန့်မိတ်၍သူစားခဲ့သည့်တိုင် သူ့မှာအာအင်ရှိနေသေးသည်ဟုခံစားရသည်။တို့ရာတွင်ကိုယ်လေးချိန်ရုတ်တရက်ကြာသွားသည်မှာရေတက်ခန်းချောက်သည်ဟုပဲသူထင်သည် တောက်ရေးရှိပေမဲ့ရေအိုးထဲမှာမတန်ရှင်းသောရေကိုတူမတောင်းတနေ့တစ်ချိန်အိုးငယ်လေးနဲ့ပေးထောင်းရေနှွေးကြံအိုးတအိုးကိုသာအားထားခဲ့ရသည်သူနဲ့နောက်တစ်ချိန်ထိတ်တိုက်ရေဆိုင်မှုဘုံမူကြီးမောင်တွင်သူ့စီပဲချင်းပြန်လာအောင်မယ်မသိဘိုးနေဝင်းနဲ့သူ၏အာနာဒိစီအိုစီအနေနဲ့ကဘာကြီးကသူတို့လောက်ရက်ကိုလက်မခံကြောင်းသဘောပေါက်လာချိန်တွင်ဖာရီဖြစ်လာအောင်မလဲ သူ၏ရှုံချီရက်တည်မှုကိုတင်ရွေးသားမြအပေါင်းအပဲ့မခံပဲသူစံတီနဲ့တမီးနှစ်ယောက်ဘဝကိုသူကိုယ်တိုင်အကာအကွယ်ပေးချင်မှတော့လေသူကိုယ်သူစစ်ဆိုးရိုင်းလက်ကင်တုပ်အဖြစ်မခံနိုင်ဗမာစစ်တပ်၏ကိုစလဲတယောက်အဖြစ်လက်ခံပြီးကို့အမျိုးသားတွေကိုထောင်ထဲတုံးမပေါ်နိုင်ဒါပေမဲ့ယခုလိုတစ္ဆာဖောက်မှုများကိုသူ့အနေနဲ့လက်ခံနိုင်လိမ့်မည်ဟု ဘိုနေဝေးအနေနဲ့လွဲမစွာယုံကြည်ထားပုံရသည် နောက်ဆက်တွဲရလက်များကမိတို့ရှိစီသူ့ယုံကြည်မှုကိုစတေးလိုက်ရမည်အဖြစ်ကိုကမိတို့များသူ့ဘက်ကစဉ်းစားရမယအတိတ်မှကံကံဤအကြောင်းတရားတို့ကဒုတူးချင်းဤဘဝကို ပြချမ်းပေးသည်ဟူသောဗုဒ္ဓ၏အဆုံးမကိုနှလုံးသွင်းမိသည့်အခါသူစိတ်မှာတက်တာရရလာသည်အလားသူစံနေနေ သမီးနှစ်ယောက်တို့၏ဘဝများသည်လည်းသူတို့၏အတိတ်ကအကြောင်းတရားကြောင့်သာဖြစ်ရလိမ့်မည်။သူရှုံကြည်မှုကိုတစ္ဆာဖောက်ခဲ့သည့်တိုင်သူတို့ကိုကူညီနိုင်သည်မဟုတ်။သူတို့ဘဝနှစ်သားသူတို့ရှိပေလိမ့်မည်။လာမိတ်ညကအေးစိတ်စွာလွှမ်းခြုံရှိတိုင်းလာသည့်ခါဆိုင်ငိုက်မိသာသည်။နေ့လယ်ကအပူချိန်ကြောင့်၎င်းအခန်းချင်းချင်းလေးထဲတွင်လေလုံးနေသည့်အတွက်ကြောင့်၎င်း ်ရှင်တို့ထက်ရုံရင်းကြံ့တန့်သောအတွေ့အကြုံတို့ကြောင့်၎င်းစိတ်ရောကိုယ်ပါစိုင်းပင်မနေနေပြီတို့ပင်မအချင်းဆန်တဲ့အပြင်ဘက်ကချစ်တော်ကဘာလောကကြီးနေဖြစ်စေချစ်တော်သူများနေဖြစ်စေစိတ်ချင်းဆက်သွယ်မိသလိုခံစားရသည့်အခါတကူတည်းဖြစ်နေသည့်ညညစွာကို သူကြိုးစိုးခဲ့ပါ၏ ချီကလာသောစစ်ဖနတ်များနှင့်စလိုက်မီမောင်ကြီးများကြောင့်စိုင်းရုတ်တရက်နိုးလာသည်ဖိုးကြီးမောင်တွင်ကညဤအမောင်တို့ကို အကာအကွယ်ယူပြီးပြန်လာဖို့ဆုံးဖြတ်ထားသည်လျာတဲ့အတွင်းသို့ဖျက်တပြက်ဝင်လာသည်သူ၏နောက်မှကစစ်ဘိုလ်တစ်ယောက်နှင့်စစ်သားလေးယောက်ယခုတစ်ချိန်တွင်တုံနှင့်အတူအခန်းထဲမှပင်နေဖို့အမိန့်ရထားပြီး သူတို့လက်မှဆက်တနက်များဖြင့်စိုင်းကိုချိန်ချိန်ရထားကြသည်စစ်သားနှစ်ယောက်ကအာကောင်သောလက်နှိပ်ဓမ္မီနှစ်လက်ဖြင့်စိုင်း၏မျက်နှာတက်တဲကိုထိုးထားရာမျက်လုံးများ ပြန်ဝေးပြီးဘာမှမမြင်ရမျက်လုံးတို့ကိုမှိတ်လိုက်ပြီးဟန်ချက်ကို ထိတ်နှိနိုင်စေဖို့ထယံကိုကြောကတ်ထားလိုက်သည်ကဲမင်းဆုံးဖြတ်ပြီးပြီလားဘုံမူကြီးကရိုင်းရိုင်းပြက်ပြက်မေးလိုက်သည် ြောက်ဆုံးဖြတ်ချက်ကဘယ်တော့မှပြောင်းမှာမဟုတ်ဘူးမင်းတတော်ကန်ဆိုးရှာတာပဲမင်းမိမနဲ့ကလေးတွေအတွက်ကောမစင်သာဘူးလားစကားပြောရင်းနဲ့ဘုံမူကြီးကအနာတုကတ်လာရာရှန်တို့ဤပူလောင်သောအခွင့်အသက်တို့ကိုမရှူမိစေဖို့အတွက်တစ်ဖက်သို့ဆိုင်းမျက်နာလှည့်လိုက်သည်ထို့ပေမဲ့ဆိုင်းထံမှစကားတစ်လုံးမှထွက်မလာသည့်အတွက်ဘုံမူကြီးဒေါသထွက်လာသည်မင်းကငါပြောနေရင်ငါ့ကိုပြန်ပြောကွာကြားလား ဆိုင်ကဆိတ်ဆိတ်နေမြန်နောက်ဆုံးတွင်ဘေးနားမှာရက်နေသောစစ်ဘိုကိုတဆုံတရာတီတိုးပြောပြီးအခန်းထဲကချခနဲလှည့်ထွက်သွားသည်ဖုံမူးကြီးအပြင်ရောက်သည်နှင့်စစ်သားတို့ကဆိုင်လန်တစ်ဖက်ကိုခက်ကြမ်းကြမ်းနှောက်ပြန်လန်ပြီးလက်ထိတ်ခတ်လိုက်ကြသည်ဖုံမူးကြီးကသူ့ရုံးကန်းကို ခေါ်လာဖို့ကျွန်တော်တို့ကို အမိန့်ပေးထားပါတယ်စစ်ဘိုကအကျိုးအကြောင်းပြောပြီးရှေ့မှာဥဆောင်သွားသည်ဘေးမှလည်း လက်နက်ကိုင်စစ်သားနှစ်ယောက်ဆောင်းကျိတ်တွေလိုက်ပါလာစီသည်အဆိုးဆုံးကိုစဉ်းစားထားပြီးဖြစ်ပြီးထိတ်လန့်ဖွယ်ရာဆိုတော့လဲစိုင်းနေနဲ့ခုခံစရာအကြောင်းမရှိတို့ပေမဲ့မိုးဆုံဆုံချုပ်ကမှသူတို့ဘာအကြောင်းနဲ့လက်ထိုက်ခတ်ပြီး အပြင်ခေါ်ထုတ်သွားပါသလဲအသက်ကိုတဝကြီးရှာရှူလိုက်တဲ့အခါညလေးပြင်းကြီးက သူ့ရှင်ကိုငြိမ်အေးသွားသည် ဟုခံစားမိသည် ခြေတလန့်ချင်းလှမ်းလာရာ နောက်ဆုံးပြင်အောင်အဆောက်အုံကြီးတစ်ခုစီရောက်လာပြီပိမ့်ပိမ့်မှောင်နေသောအဆောက်အုံဤတစ်ဖက်ဆုံးတွင်မီးရောင်နှင့်အတန်တို့ကိုကြားလိုက်ရသည်အဆောက်အုံကြီးကစွန့်ပစ်ထားဟန်တူသည်အထက်ခေါ်ကဲ့အမြန်လားကွာဖုံမကြီးမောင်တွင်ထိုင်ဆောင်နေသော အခန်းထဲကိုဆိုင်းကိုတွန်းပို့လိုက်ကြသည်လက်ထိတ်ခတ်လာတဲ့အတွက်ဝမ်းနေပါတယ် တာဝန်ရဆိုတာမင်းသိပါတယ်ဘုံမူကြီးအဆုံးစကားအဆုံးတွင်စစ်ဘိုကဆိုင်းထံမှလက်ထိတ်ကိုဖြုတ်ပေးသည် ထိုင်မှဆော့ပွားဤခမည်းကိုအကျုပ်ဘေးကွန်းတွင်မေးစရာရှိတယ်စိတ်ရောကိုပါငွမ်းနယ်မောပန်းနေပြီဖြစ်ပြီးစပွဲရှိကလထိုင်တွင်ဆိုင်းဝင်ထိုင်လိုက်ပြီးလက်ထိတ်တန်ကြောင့်နှင်နေသောလက်ကဝတ်ကိုလက်ဝါးတစ်ဖက်နှင့်စုံနေနေသည်ခမည်းဟာ ရှမ်းစော်ဘွားများအစီအယုံရဲ့အတွင်ရမူဟုတ်တယ်နော်ဟုတ်တယ်နိုင်ငံခြားတိုင်းပြည်တစ်ပြည်နဲ့ခမရတို့အပင်းယူလို့ဖူးသလားမလို့ဖူးဒါပေမဲ့ရှမ်းပြည်ကိုပြည်တော်စုကခွဲထွက်ဖို့ခမရလိုလားတယ်မဟုတ်လားကျုပ်ကလိုလားတာမဟုတ်ဘူးဖွဲ့စည်းပုံအခြေခံဥပဒေကခွဲထွက်ဖွင့်ကိုအာမခံပေးထားတာတော့ဆက်ပါအခြေခံဥပဒေဟုတ်လားအဲ့ဒါစာရွက်ပေါ်မှာရေးထားတာဒါကြောင့်ငါတို့ရဲ့ဖိုလ်ချုပ်ကဆွဲဆုပ်ပြလိုက်ပြီး ခင်ဗျားတို့ကြိုက်တယ်ဖြစ်စေမကြိုက်တယ်ဖြစ်စေတီတိုတွေကအခြေခံဥပဒေအတွက်တိုက်ပွဲဝင်ချလိုက်မယ်။တို့လုံးလုံးမရဘူးကွာ။မင်းတို့ပြဿနာကောင်းတွေကိုအပြက်ရှင်းပြရမယ်။ဖိုးဘူးကြီးကအော်ရလုံး၍အတော်မောသွားဟန်တူသည်။ကလထိုင်တွင်ကြောမိလိုက်ပြီးဆိုင်းကိုဆူဆူဝါးဝါးဆိုက်ကြည့်နေသည်။ကျုပ်ကိုချိန်ချောက်လို့ရမှာမဟုတ်ဘူးဖိုးဘူးကြီး။ကျုပ်လက်ပြန်ကတန့်စင်နေတယ်။ကျုပ်လုံးလုံနေတဲ့ကိစ္စကတရားမျှတနေတယ်။ မရအောင်ရှမ်းတဘုံတွေရဲ့လုပ်ရက်ကိုမင်းရှုံချရမယ်။ပြည်တော်စိုးကခွဲထွက်ဖို့စူးစမ်းနေရကိုမင်းကကန့်ကွက်ရမယ်။ဒီချိန်တော့ဖြစ်စိုင်းဒေါသထွက်သွားသည်။ရှမ်းမျိုးသားတွေဘာကြောင့်လက်နက်ကင်နေရလဲဆိုတာခမားတို့ကောင်းကောင်းသိပါတယ်။ခမားတို့ဘက်ကဖိနှိပ်တို့ခမားတို့ဘက်ကဂရိမတီတို့ကျေးဇူးပါပဲဆော်ပွားကြီးခမားစကားတွေထဲမှာခမားရက်တီချက်ကိုတိလိုက်ရပြီအဲ့ဒါခမားရဲ့အပြစ်ပဲ ဒါပေမဲ့မင်းကိုနောက်ဆုံးအခွင့်အရေးတစ်ခုငါပေးမယ်။ငါတို့နဲ့ပူပေါင်းပြီးလက်နက်ကင်တောင်ချန်တူတွေကိုနှိမ်နေမှာ။ဒါဆိုရင်မင်းတို့အကျိုးများမယ်။ခမည်းပြောသလိုတော့မလုပ်ဘူး။ကျုပ်အသေးခံလိုက်မယ်။မင်းဝင်းဝင်းတောင်းနေသောစိုင်းဤမျက်လုံးများနဲ့ရဲတင်သောစိန်ခေါ်တဲ့အဆုံတွင်ဘိုးမူကြီးမောင်လွေကမတ်တက်ရိုက်လိုက်ပြီ။စပွဲကိုလက်နက်ဖက်ထောက်လျက်ကိုကိုရှိတို့အနေငယ်ကိုင်းလိုက်ပြီ။ အေးဆက်သောလေတန်းဖြစ်ဆိုသည်မင်းကမင်းကန်ကျမကိုမင်းဆုံးဖြတ်လိုက်ပြီပဲပြီးနောက်အရာရှိငယ်တယောက်စီလှည့်လိုက်ပြီးဟေ့တို့ကိုနေရာတစ်ခေါ်သွားပြီးငါပြောသလိုလှုပ်လိုက်ကြတို့ပြားများဖြင့်ကာရချာသောအခန်းချင်းလေးစီခြေချင်းခိတ်ပြီးဆိုင်းကိုခေါ်လာကြသည် အခန်းချင်းချင်းလေးကတေးစော်ချီစော်တို့ဖြင့်နဲ့ဟောင်းနေရဆိုင်းတကူလုံးစက်သိမ်းထပြီးပြုတ်အံချင်းစိပေါက်လာသည် ဤနေရာဤနေနဲ့ဘလောက်ကြကြသူနေရအောင်မလဲသူရှင်တန်းချင်းကတဖြည်းဖြည်းပါရပုံးပဲ့လာနေရဤမှာဒီကုန်းကမတအဆုံးတက်ပလီပြီလားဆိုင်တွက်ချက်နေမိသည်အချိန်ပေးပြီးမထောင်ပေးကြသူအားလုံးကိုကျေးဇူးများကြီးတင်ပါရဲ့ရှင်အပိုင်းဆက်ကိုဆက်လက်အပ်ပေးကြပါအောင်ရှင်